ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီရင်စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မေလ23ရက်စောကြတဲ့ညနေခင်းစီရင်သတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မြန်ကုန်မစ်ရှင်ကျောင်းလေးအနေငယ်ပြောပြပေးပါမယ်အရှင်းခံလိုက်ရတဲ့ဘူချုပ်အိုကြီးဟာအလို့တင်ဘူလောင်ပတ်စင်ငါ့ဖြစ်ပြီးညနေဘက်ဆိုရင် ခွေးကျောင်းလေးရှိပါတယ်အဲ့ဒါလိုအပြင်ထတိုင်းလဲအတူကိုဝက်ပြီးဆောင်းထားလေးရှိသူဖြစ်ပါတယ်အခင်းဖြစ်တဲ့နေ့မှာတော့ဖုန်းကြီးတွေကိုနေရင်ရှိမှဆွန်းလောင်းနေခဲ့ပါတယ် ။ဖုန်ကြီးဆွန်းလောင်းပြီးသွားတဲ့အချိန်မှာပဲစပိန်နဲ့လာတဲ့ဦးကျန်းနဘွေကပိုင်ပိုင်နိုင်နိုင်ပြစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ခုနှစ်ချက်တိတိပြစ်ခတ်ခဲ့ပြီး၅ချက်တိတိထိမှန်ခဲ့တာဖြစ်ပါတယ်။သုံးချက်ကတက်တက်ထိမှန်ခဲ့ပြီးနှစ်ချက်ကတော့ရှက်ထိခဲ့တာဖြစ်ပါတယ်။ပြစ်ခတ်မှုပြီးမှဦးကျန်းနဘွေကလက်ခနဲ့ပျောက်သွားခဲ့တာဖြစ်ပါတယ်။ပြစ်ခတ်မှုပြုလုပ်တဲ့နေရာမှာတက်စီကလေးတစ်ခုရှိတော့တက်စီသမားတစ်ယောက်ကပါလက်မောင်းကိုရှက်ထိသွားပြီးမှမစိုးရိမ်ရခံရရရှိခဲ့ပါတယ်။ညနေပိုင်းမှာတော့တရက်ကွက်လုံးကို Facebook စစ်ဆေးရှာဖွေတာတွေတင်ကြလေးရှိပါတယ်။ ဆောင်းကောင်ကျမလို့ခေါ်တဲ့အထူးမူကင်းစုံတိုင်းရဲမေဖွဲ့ရောက်ရှိလာပြီးရုပ်ရှင်တွေကလို့ကြည်သံခွန်တွေကိုမြေပြူနဲ့မှတ်တာတွေသွေးခွက်တွေကိုမြေပြူနဲ့ဝိုင်းတာတွေလုပ်နေကြပါတယ်။ဘာပဲပြောပြောရန်ကုန်မြို့မှာဒီလိုစစ်ခွေးအုပ်ကိုရှင်းလင်းနိုင်ခဲ့တာအငိမ့်သားစစ်ကောင်စီတောက်တိုင်တွေအတွက်သိပြည့်စေခဲ့ပြီဖြစ်ပါတယ်။ရန်ကုန်တွင်မှာ CCTV မှတ်တမ်းတွေကိုပြန်လည်စစ်ဆင်နေတယ်ဆိုပေမဲ့တော်တော်များများကပြက်နေတယ်လို့သိရပါတယ်။စပိန်နဲ့ CCTV ရုပ်သံမှတ်တမ်းဖတ်ပေါ်လာပေမဲ့ဦးကြမ်းလေးနှစ်ဆရာစစ်ကောင်စီထိန်းချုပ်နယ်မြေကနေလွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ တွန်တေးတော်ကြီးကမြန်ကုန်းရွာသား၃ယောက်ထပ်မံဖမ်းဆီးခံရပါတယ်။တွန်တေးကောမူကိုညိုင်ကုန်းမြို့နယ်ပြည်မှာစစ်ကောင်စီအားစစ်ရန်နန်းတွေရောင်ပြလှုပ်ရှားနေပြီးအရရင်အင်စီကားတွေနဲ့အဓိကလှုပ်ရှားနေခြင်းဖြစ်ပါတယ်။မော်ဘီလီတာထဲမှာမစ်29ကြိုက်နေတဲ့အုပ်အမှတ်930နှစ်ရှိနေတာဖြစ်ပါတယ်။အုံမူမေဂျာသူလိန်တောင်းနဲ့ဘူကြီးရဲလွင်ဘူကြီးရဲမြောင်ဘူကြီးကျော်ကျော်ဟန်တို့အပါအဝင်စုစုပေါင်း9ယောက်ဖြစ်ပါတယ်။အုံမူစနီကလှတောင်းကြောင်းကအင်္ဂလိပ်စာဆရာမဖြစ်ပါတယ်။ ဒီတကားပြက်ကြတာပြစ်ချခံရရင်နာမည်မမရအောင်ကြိုတင်စူးစမ်းထားခြင်းဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန်ဒေသမှာတော့ကြောက်ဖြာနီးတဝိုက်မှာထိပိတ်မှုအနှဲငယ်ရှိခဲ့တယ်လို့ခံမှန်းရပါတယ်။ကြားတဲ့တခုမဖြစ်မနေပြောလိုပါတယ်။ကျွန်တော် Facebook မှာတင်တဲ့ post တွေကိုဖျက်လို့မရှိပါဘူး။မှားခဲ့တဲ့ post တွေဟာကျွန်တော်မှတ်တမ်းတွေဖြစ်ပြီးမှန်ရတာတွေကိုလည်းမှတ်တိုင်းတွေအဖြစ် site ထူနေတာဖြစ်ပါတယ်။မှားခဲ့တဲ့ post အတွက်တော့ပြန်လည်တောင်းပန်သွားမှာဖြစ်ပါတယ်။ မငွေသားအချက်မင်းလားမင်းတို့နဲ့တရက်မျိုးနဲ့တဝိုက်မှာတော့အလောက်ရှားစစ်ကြောင်း၃ခုရှိနေပါတယ်။အမဆနဲ့ကာဝေးအပစ္စည်းစက်ရုံရဲ့အင်အား၄၀ဝန်းကျင်ကရှိတဲ့စစ်ကြောင်းဟာမော်တော်ယာဉ်နဲ့မင်းတို့မျိုးနဲ့ကျွဲကြံဘက်ကိုဝင်လာတာရှိပါတယ်။အချက်မင်းလားမျိုးနဲ့လင်းကယ်ဝန်းကျင်တော့ဝိုက်လှုပ်ရှားနေတဲ့စစ်ကြောင်းဟာရဲစခန်းအတွင်းမှာအခြေပြုစုဖွဲ့လျက်ရှိပါတယ်။ကရဲကျေးရွာတဝိုက်မှာလည်းအင်အား၂၀ခန့်စစ်ကြောင်းဟာလှုပ်ရှားနေခဲ့ပြီးမင်းတို့မျိုးနဲ့တွေကရွာသားများကျေးရွာကိုစုမိုးထားတာဖြစ်ပါတယ်။လင်းကယ်ရဲစခန်းကစစ်ကြောင်းဇနိမနဲ့မှာမော်တော်ယာဉ်နဲ့မင်းကရွာဘွယ်လမ်းပေါက်တို့ကိုစုမိုးလှုပ်ရှားနေတာဖြစ်ပါတယ်။ ကျမလေးနေ့လေအမြန်လမ်းမကြီးမိုင်လိုက်အမှတ်146ရဲ့